ူလိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြပရဟရှင်လူပြည်သူအားလုံးဘေးရန်ခတ်တဲ့တောကခတ်တဲ့မှန်သမျှနေအေးပြီးကိုစိတ်နှပြကြားမှချမ်းသာခြင်းရရှိကြပါသည်ယခုယာဒီဆဝန်းတို့ပြောင်းရွှေ့လာတာ2025ပထမ6လအဲ့ရဂျွန်လနောက်ဆုံးလပေါ့နော်ပထမ6လရဲ့နောက်ဆုံးလဖြစ်တဲ့ ဂျွန်လပထမပတ်ဝင်ရောက်လာပါတယ်။အော်ဒီဂျွန်လပထမပတ်ဖြစ်တဲ့ဂျွန်9ရက်နဲ့17ရက်ကြားမှာကဘာပတ်လမ်းကြောင်းမှာရှိတဲ့ဂျူသွားဂျူလာတွေတိုင်းပြည်ရဲ့ကံကြမ္မာမိမိတို့ရဲ့ကံကြမ္မာဆိုင်ရာအပြောင်းလဲတွေဘာတွေဖြစ်မလဲဆိုတာစောင့်ကြည့်ရအောင်။အဖြစ်ပေါ်လာမဲ့ကံကြမ္မာရဲ့အဆူအကောင်းများကိုသူ့ရဲ့ယာတီဘွားဆက်ဝင်းအရာဟောပြမှာဖြစ်ပါတယ်။ မေထုံရာသီဘွားသူကမေ22ဂျွန်27ကျမှမွေးဖွားသူတွေဖြစ်တယ်။ဒီရာသီဘွားတွေဟာအရာအရာရောဥဆောင်လောက်ကင်နေရမှာမိမိလောက်ကင်သမ ्या အောင်မြင်မယ်လူတီများမယ်လူအများရဲ့ယုံကြည်မှုခံရမယ်အများကျိုးဆောင်ရွက်ရမယ်တိုးတက်မယ်အေကိစ္စဆောက်လို့ရေးကိစ္စအရှင်းပြင်မယ်မေတ္တာရေးအခြေရေးတွေတာယာပြီးတော့တာယာအေးကြနဲ့ခရီးလျှောက်ရမှာ ရှိပွားရေးလူမှုရေးတွေတိုးတက်မဲ့ကျန်းမာရေးနယ်ပယ်အနှံ့ငယ်အညံ့ရှိတယ်။မိကြီးဖာကြီးများတက်ကြီးရွယ်ဦးတွေသတိထားပါ။ကျန်းမာရေးလမ်းကြောင်းပုံမှန်ကုနေရနေလမ်းကြောင်းလွဲသွားတဲ့အတွက်နန္တလေးဇာလန်းရှိဘူးရှိတယ်။ဒါကြောင့်သေချာတက်တိနားလဲတဲ့ဆရာကြီးနဲ့ပြပါ။ဒီကာလမှာဝိစင်တဲ့အကြောင်းတွေရတော့ကြည်ပြရောင်းငှက်ခါရောင်းအစိမ့်ပုတ် အဝါနုနဲ့အရောင်နှမျိုးသုံးမျိုးရောထားတဲ့အကွက်အစမ်းနေဖြစ်ပါတယ်။ထီထိုးကျင်တယ်ဆိုတော့6တိကူပတ်လက်ထိုးပါ။ဘာသာရေးများများလုပ်ပါ။ခုံတော်ကူပါတပားတပတ်ကူပါစိတ်ပါ။ဖရားစီစီတော်ပန်းရင်ကြချင်းပြီးဆွမ်းနေကပ်ပါ။အဲ့ဒါဆိုရင်မေထုံရာစီပေါ်မိသားစုတွေဘေးရကင်းပြီးကျမ်းမာချမ်းသာကောက်ပါလိမ့်မယ်။